အားလုံးပဲမင်္ဂလာပါအာမိုးအေးအေးလေးနဲ့ဆိုတော့ဟိဟိပူပူလေးတောက်ချင်တာနဲ့တခွာဒီဟင်းချိုချက်မယ်နော်လိုရာတွေကတော့တခွာဒီနော်တခွာဒီအတီမျိုးပြီးတော့ဝတ်သားနုံနုံစင်ပဲကြစံအနက်လေးမွေးအောင်တယောက်နက်နက်နဲ့နက်နက်ပင်အခု ဆုံးအရင်ဆုံးဒီရဲ့ဝတ်သားနဲ့နှုတ်ဆင်းနဲ့ပဲကြဆန်ကိုနှက်နှက်ဖို့လုပ်မယ်နော်ပဲကြဆန်ကိုနှက်ဖို့အာအရင်ဆုံးပဲကြဆန်အရှိရှေကြီးဖြစ်နေတဲ့ပဲကြဆန်နေကိုကတိနဲ့ညက်လိုက်မယ်နော်အရှိဆိုအဲအဲ့ဒီရဲ့ခွာဒီဘိုက်ထဲမှာသွတ်ထည့်လို့မရလို့ဒီနော်ပဲကြဆန်ညက်လွတ်ပြီးွားရင်ဝတ်သားနဲ့နှုတ်ဆင်းနဲ့ပဲကြဆန်ကိုနှက်ဖို့လုပ်မယ် ပဲကြဆန်နဲ့တဲ့ချိန်မှာအရတာအတွက်ခါကြတော့စုံတီပဲငံပြရေနော်အာထိုင်းလို soft fire ခေါ်လို့ခေါ်ပါတယ်ဒီပဲငံပြရေနဲ့ငရုတ်ကောင်းနှမျိုးပဲထည့်မယ်နော်ဝတာနုံနုံစင်းနဲ့ပဲကြဆန်ကိုဒီတိုင်းအာတမအောင်နေပြီးတော့ရင်သူ့အတားလေးနှက်ထားလိုက်မယ်နော်ပြီးတော့တခွာဒီခွာဖို့လုပ်မယ်အခုတခွာဒီကိုခွာမယ် ပြီးတော့သူ့ရောอืมဇွန်လေးနဲ့အထဲအစီလေးတွေထုတ်ဖို့လုပ်ပါမယ်နော်အခွန်ခွာပြီးသားအပြီးသွားတဲ့သခွားတီကိုစောမှရေတော့စီးပြီးတော့မှဒီလိုနှစ်ချမ်းလေးချမ်းချမ်းလိုက်မယ်ပေါ့နော်ပြီးတော့ဇွန်လေးနဲ့အထဲအစီလေးတွေကိုကော်ထုတ်မယ်နော်တခွားဒီဒီတိုင်းလေးဖြစ်သွားပြီဆိုရင်သူ့အထဲမှာစာတုတ်ဖို့လုပ်မယ်အစာမတုတ်ခင်ရင်အိုးကိုရင်သေးထားလိုက်မယ်ဒီရင်အိုးတဲကိုဟာစွတ်တနီအာစွတ်တဖြူနဲ့ နံနံပဲအမြက်ပါတခါတည်းထည့်ထားလိုက်မယ်နော်အနံ့လေးမွေးရအောင်လို့လေအခုတခွာဒီဘိုက်ထဲကိုဒီရဲ့ဝတ်သားနှလုံးစင်းနဲ့အမ်ပဲချာစံတွတ်ထည့်လိုက်မယ်နော်ဒီအခုလောက်တဲ့ချိန်မှာလေစိတ်နည်းနည်းအီအီလေးထားပြီးတော့မလုံတော့ခတ်လေတခွာဒီကွဲတက်လို့လေပြီးပါပြီ ရင်တွေလည်းပွက်ပြီးဆိုတော့တခွားတီးကိုအိုးထဲထည့်လိုက်မယ်။တခွားတီးထည့်ပြီးတော့ရင်သူ့ကိုပွက်အောင်တခါထပ်ထားလိုက်မယ်။ပြီးတော့ပွက်ခါစားဒီလိုတက်လာတဲ့အမြုပ်တွေကိုလည်းခတ်ထုတ်ပေးလိုက်မယ်နော်။သူအရာဒါအတွက်ခါကြတော့ဆုံးအာစက်သားမုတ်နည်းနည်းအသားမုတ်လေးနော် အသားမုတ်နည်းနည်းနဲ့စားနည်းနည်းလေးပဲထည့်ပါရစေ။ပြုတ်ပြုတ်ထားတာ15မိနစ်မိနစ်20လောက်ကြာပြီဆိုတော့ကြက်နေပါပြီ။ မိပိတ်ပြီးတွားပြီးဆိုရင်ဒီအရက်ကိုထဲလိုက်မယ်နော်ပြီးတော့ဟင်းရည်နဲ့မွေလိုက်မယ်နော်ချက်လုတ်ပြီးတွားပါပြီဒါဆိုရင်ကလေးရောလူကြီးရောစားလို့ရတဲ့ဟင်းချိုလေးတစ်ခွက်ရပြီနော်စားလို့ရန်ကောင်းပါတယ်စွန်တာလေးလည်းရမ်းကြိုက်တယ်อืมပြီးတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်လောက်စားကြည့်ကြ ကလေးတွေရောချက်ကျွေးကြည့်ကြည့်ကလေးတွေကြိုက်တယ်တမျိုးလေးอืมသူများကလေးတော့မသိဘူးဆုံးကလေးတော့တကယ်ကြိုက်တယ်ကလေးတွေခက်မှများဟင်းရည်တွေကြိုက်ကြလीเนาะအမ်ပြီးတော့ဒီဗီဒီယိုလေးကိုနှစ်သက်လို့ရှင် like share subscribe လုပ်ပေးကြပါနောက်ဗီဒီယိုတွေမှာလည်းဆက်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye